ော်တန်နဲ့ပါဆိုင်မင်းနေရာကဒေါသကိုအရင်အရှိတယ်မတင်နဲ့တော့ငါရံဖြစ်တာတွေမကြားချင်ဘူးကဲမင်းနိုင်ဝနောက်ကိုစိတ်နေအောင်ဝင်လေထွက်လေမှန်နေတင်ပေးလိုက်ပါအောင်ကွာဒီချိန်ပါဆိုင်ကဝကြီးရဲ့ခေါင်းကိုလက်ဝဲဆောင်နဲ့ပြေးရိုက်ပြီးအမိကနေကိုင်းပေါက်လိုက်ပါတယ် ဝနငဲကြီးနေတော့မှာပဲဘာဆိုင်နဲ့မိနိုင်တော့ကသူတို့လေ့ကျင့်နေတာကိုရက်လိုက်ကြပါတယ်။ဟေးငါညီလာလေကွာလာလာကိုပြစ်မှာထိုင်အောင်ဟုတ်ကဲ့အကိုဆရာကြီးတခုခုထူကြမယ်လို့ပြောတာကငါညီကိုဆိုလိုတာထင်တယ် တို့ဆရာခေါ်လာပြီးဆိုတဲ့ကတော်ရုံလူတော့မဖြစ်တန်ရဘူး။ဟုတ်တယ်ကွ။ဆရာကြီးကတော်ရုံလူကိုဒီနေရာစီခေါ်မလာတဲ့ဘူးငါညီရဲ့။ဒါနဲ့ငါညီနာမည်ဘယ်လိုခေါ်လဲ။ဆရာကြီးနဲ့ဘယ်လိုများစုံခဲ့တာလဲကွ။ကျွန်တော်နာမည်ကဝဏပါဗျ။ဆရာကြီးရွာတရွာအပြင်ကျွန်တော်ရွာလူတယောက်ကိုကူညီဆုံးကျွန်တော်နဲ့စုံခဲ့တာပါ။ကျွန်တော်လက်ကိုကိုင်းကြည့်ပြီးတာနဲ့သူနဲ့လိုက်ခဲ့မလားတန်းပြတာပဲအကူရ။ ျွန်တော်ကလည်းအထက်လမ်းပညာတို့ဖိအပ်ဆန်းတို့အရန်စဉ်ဝင်စားတော့ဆရာကြီးနဲ့တွေ့ကလေးကအရန်လေးစားပြီးတပြည့်ဖြစ်လက်ခံပေးဖို့ပြောချင်နေတာဆရာကြီးကခေါ်တော့ကျွန်တော်လည်းအတိုင်းမသိပါဗျာအဲ့ဒါနဲ့ဒီကိုရောက်လာခဲ့တာပဲမင်းတကယ်ကန်ထူးတဲ့ကောင်းပဲကွာငါတို့ဆိုဆရာကြီးတပြည့်ဖြစ်လက်ခံဖို့၃နှစ်လောက်ကြိုးစားခဲ့ရတာနောက်ဆုံးမှလက်ခံလိုက်တာငါကြီးရဲ့လက်မခံတာကလည်းငါတို့ကအရင်ကအရန်ဆိုးတဲ့ကောင်းတွေကိုထားပါကွာကိုလိုအကြောင်းနောက်မှပြောပြတာပေါ့ မင်းနားလဲအောင်လင်းကညီဟီကဝေးတော့ပင်မန်းနေရောပေါ့ဟုတ်ကဲ့အကိုတိတ်တော့မပင်မန်းမအောင်ဗျာကျွန်တော်ကလက်ကိုင်းနေလုံနေတာဆိုတော့ဒီလောက်ကတော့ခံနိုင်ပါတယ်ပြီးပါကွာဒါဆိုရင်မင်းရေမိုးချိုးလိုက်ပါဦးအကိုတို့တောင်ပရန်ကရရဲဘရက်စာချက်ထားတယ်ပြီးရင်ထမင်းစားကြတာပေါ့ ိုင်းညမှာဝဏ္ဏရုတွေထမင်းစားပြီးတဲ့နောက်အိယာဝင်ခဲ့ကြပါတယ်ဝဏ္ဏဟာသူလိလာတင်ကြခွင့်ရတော့မယ်ပညာရက်တွေကဘလိုတွေများလဲဆိုပြီးနဖူးပေါ်လက်တင်စဉ်းစားရင်းနဲ့ခဏနေမှအိပ်ပျော်သွားခဲ့တိုးတယ်ဗျမနက်ရောက်တော့ဘာဆိုင်တို့တို့ရောက်ဆရာမင်းထင်ရှိရာကွပ်ပြစ်ရှိမှာလူစုခဲ့ကြပါတယ် အေးဘာဆိုင်နဲ့မင်းနောင်ကြီးဒီကတူလေးကဘသူလဲဆိုတာတော့မင်းတို့စကားပြောကြရင်သိကြရောပေါ့ကွယ်ငါဒီတူလေးရဲ့အနာဂတ်ကိုမှန်းစားကြည့်တော့သူကအရန်ထူးချွန်တက်မြက်တဲ့ပုံကိုတယောက်ဖြစ်မယ်လို့ခံမှန်းမိရဲ့ကွာအဲ့လိုဖြစ်ဖို့ကလည်းမင်းတို့ပါဝိုင်းပြီးကုညီဖေးမှပြမှာရမှာကုညီအကိုလိုသဘောထားပေါ့ကွာဟုတ်ကဲ့ပါဆရာကြီးဝနကလူရင်မိုးလေးတယောက်ဆိုတာကျွန်တော်တို့မြင်ုံနဲ့သိနေပါဗျ။ကျွန်တော်တို့ညီအကိုလိုဆက်ဆံပြီးတော့ ကျွန်တော်တို့တက်ကြွထားသမျှသင်ကြားပေးလိုက်ပါမယ်ဗျ။အေးအေးချစ်ချစ်ကင်ကင်နေကြပါကွာ။အော်ဒါနဲ့ပါဆိုင်မင်းနေရာကဒေါသကိုအရင်အရှိတမ်းမတင်နဲ့တော့ငါရံဖြစ်တာတွေမကြားချင်ဘူး။မင်းတို့တင်ဖို့အများကြီးကြံသေးတယ်။ကိုယ့်စိတ်ကိုနိုင်အောင်ထိန်ကွာ။ဟုတ်ကဲ့ဆရာကြီးကျွန်တော်အတက်နိုင်ဆုံးထိချုပ်ထားပါတယ်။အေးအေးပြီးတော့ငါတူဝနလည်းဒီမှာနေရင်အဆအဆအရာရာအတိတ်တည်းနဲ့နေတော့ လူတိုင်းကိုလွယ်လွယ်မယုံနဲ့ဦးလေးတို့အလောက်ကလူတွေကိုကူညီတဲ့မုံမြတ်တဲ့အလို့ဆိုပေမဲ့ဦးလေးတို့မှာပညာတိုင်နေတဲ့သူတွေရောမကောင်းကြံကျင်ကြတဲ့သူတွေရောသူတို့အလို့ကိုဝန်းနောက်ရှက်လို့ဦးလေးတို့ကိုအသေးသက်ရှင်နေကြတဲ့သူတွေရောအများကြီးရှိတယ်ကွယ်အစားစားအကြာအကြာသတိတော်ထားဖို့ကွာဟုတ်ကဲ့ပါဆရာအော်ဟုတ်ကဲ့ပါဆရာကြီးရပါတယ်ကွာမင်းအဆင်ပြေတယ်လို့ခေါ်နိုင်ပါတယ်ပြီးတော့မင်းတို့အားလုံးညီအကိုကြီးလို့နေ မင်းအကူတွေတင်ပေးတာကိုလည်းအသေးအကြာလိုက်လေ့ကျင့်ထားဟုတ်ကဲ့ပါဆရာကျွန်တော်အကောင်းဆုံးစူးစမ်းတင်ယူပါမယ်အေးအေးကဲမင်းနိုင်ဝနာကိုစိတ်နေအောင်ဝင်လေထွက်လေမှန်နေတင်ပေးလိုက်ပါအောင်ကွာဟုတ်ကဲ့ဆရာကြီးလာငါကြီးအကုန်းနောက်လိုက်ခဲ့ အိုင်နောင်မင်းနိုင်ကဝနကိုတပစ်တပင်းအောက်စီခေါ်သွားပြီးတင်မလင်ခွေထိုင်ခိုင်းကဝင်လေထွက်လေမှတ်ဖို့အတွက်တင်ပေးနေခဲ့ပါတယ်ဆရာမင်းထင်ကတော့မင်းနိုင်တို့တော့ယောက်ကိုကြည့်ပြီးပြုံပြုံကြီးနဲ့ပီတိဖြစ်နေခဲ့ပါတယ် ညနေဘက်၄နာရီလောက်မှာဘာဆိုင်ကညနေစာဟင်းရွက်ရှာဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေပြင်ဆင်နေခဲ့ပါတယ်။ကိုမဆိုင်ဘယ်တော့မလို့လဲဗျ။ကျွန်တော်မှလိုက်ခင်မယ်လေ။ဒိုးရီစားဖို့အတွက်တောင်ကုတ်ကြီးရဲ့သွားခုပြီးဟင်းညှို့ချက်မလို့ငါကြီး။ပြီးတော့စင်းမြေလေးလေးနည်းနည်းရှာအောင်မယ်။မင်းလိုက်ချင်လဲလိုက်ခဲ့ပေါ့ကွာ။တောင်းနဲ့ဒီနေရာနဲ့ကတော့တိတ်မွေးပါဘူး။ အဲ့လိုနဲ့ဘာဆိုင်နဲ့ဝနာတို့တောင်ခုကိုရွက်ခုခုအတွက်တော်တဲ့ဝင်လာခဲ့ကြပါတယ်ဝင်လာလို့တနအီလောက်အကြာမှာအရွက်နုတွေဝေစားနေတဲ့တောင်ခုကိုဘင်ကိုသူတို့တွေ့ခဲ့ကြရတယ်ဗျအရွက်တွေခိုးပြီးတဲ့နောက်ဘာဆိုင်ကဝနာကိုသူစိမြင့်သွားရှာတူရအောင်မှမို့ဒီပင်အောက်မှာခဏဆောင်နေဖို့ပြောခဲ့ပြီးထွက်သွားခဲ့ပါတယ် အလုံးနဲ့ဝနဆောင်နေရင်ခဏအကြမှာမုံကုတ်ကိုမျက်နှာထားနဲ့ဗာဆိုင်ပြန်ရောက်လာခဲ့တယ်ဗျဘာလို့လဲအကိုစိတ်မရှားမရဘူးလားအေးဟုတ်တယ်ဟျောင်ကြီးဒီနာရှားမရဘူးဖြစ်နေတာတော်တဲ့ကိုနည်းနည်းထောက်ဝင်မှရမယ်လာသွားကြရအောင်ဝနဘာမှဆက်မမေးတော့ပဲရှေ့ရထွက်သွားတဲ့ဗာဆိုင်အနောက်မှာလိုက်သွားခဲ့ပါတယ် တဖြည်းဖြည်းနဲ့လျှောက်လာရင်တော့ကဝင်းဝင်းနဲ့ပိုနက်လာတာကိုဝနရိတ်စားမိလာခဲ့တယ်ဗျ။ဘာဆိုင်ကတော့ဝနအိုတော်လှည့်မကြည့်ပဲ ရှစ်ကိုသာဥတီသွားနေခဲ့ပါတယ်။တော်တော်ကြအောင်လျှောက်လာခဲ့တော့မလမ်းမကန်းမှာကြောက်ကူကြီးတစ်ခုရှိနေတာကို ဝနလှမ်းမြင်လိုက်ရတယ်ဗျ။ဘာဆိုင်ကတော့မလုံမရှက်ပဲအဲ့ဒီဂူစီတက်တဲ့ကိုဥတီသွားနေခဲ့ပါတယ်။ကိုဘာဆိုင် အကူတွေဘာလို့မလို့လဲဗျကျွန်တော်တို့လာနေတာမောင်းတော့မောင်းတော့မယ်နော်ပြန်သိမိလို့ထင်နေဗျလာတာလာစမ်းပါကွာဆင်းမြစ်ကဒီကူထဲမှာရှိတာဝဏနဲ့နဲ့တန်တရားဝင်လာတာကြောင့်ဂူထဲကိုမလိုက်ပဲဂူဝမှာရက်ခဲလိုက်ပါတယ်ဘာဆိုင်ကတော့နောက်ကိုလှည့်မကြည့်ပဲဝင်သွားခဲ့တယ်ဗျာ ဂူထဲမှာကအောက်လန်းစီယာတိအောင်သူ့ပညာရက်တွေကိုစားတတ်တူပိုကောင်းအောင်လေ့ကျင့်နေခဲ့ပါတယ် အခုနကဝနဘာဆိုင်လို့ထင်နေတဲ့သူကအခုဆိုရင်တော့ရုံရင်ကြမ်းတမ်းနဲ့မိမအသွင်အပြင်ကိုပြောင်းလဲတော့ပါပြီ။သူမကတမန်မွေဖြစ်ပြီးသူလိုချင်တဲ့ပုံစံကိုတခဏချင်းပြောင်းလဲနိုင်တဲ့အစွမ်းတွေရှိပါတယ်။ဆရာကြီးအပြင်မှာကျမကောင်းလေးတယောက်ခေါ်လာတယ်။ဆရာကြီးရှာခိုင်းလိုက်တဲ့လူမျိုးနဲ့ခန္ဓာကိုယ်အနှံ့ချင်းအတော်တူတယ်လို့ပြောလို့ရတယ်။အေးဟုတ်ပြီ။သွားအထက်ကိုခေါ်လာခဲ့။ သမတ်မွေကဝနောက်ကိုခေါ်ဖို့ပြန်ထွက်လာခြင်းမှာအသက်အတော်ငယ်တဲ့အရွယ်အသွင်းကိုပြောင်းကယ်လိုက်ပါတယ်။မောင်လေးလာလေအထဲမှာကိုပါဆိုင်ဆောင်နေရဲ့သူတယောက်တည်းတဲ့လို့မနိုင်လို့ရဲ့ဝနဟာမြင်လိုက်ရတဲ့မိကလေးအလားကြောင့်အံ့ဩသွားပေမဲ့တန်တရားစိတ်လည်းဝင်းသွားခဲ့ပါတယ်။ခနာကွာအဝတ်အစားတွေကတာမန်လူတွေဝတ်တဲ့အဝတ်အစားမျိုးမဟုတ်ပဲဒဏ္ဍာရီဆန်းဆန်းအဝတ်အစားကိုဝတ်ဆင်ထားခဲ့တယ်ဗျ။ ပြီးတော့ဒီလိုတော်ကြီးမြန်မဲထဲမှာအခုလိုမင်းကလေးတရားဂူကြီးထဲမှာဘာများလုံနေတာလဲပေါ့အဲတော့ဘာမှသိတွေးမနေတော့ပဲကိုပါဆိုင်တကယ်ခုံးနေတာပါလို့တွေးပြီးကူထဲကိုလိုက်သွားဖို့ပြင်းခဲ့လိုက်ပါတယ်ဒါမဲ့ဝနာတရားဂူဝရောက်ချိန်မှာ သူ့ကိုအထက်မဝင်နိုင်မှုတခုခုကကားထားတယ်လို့ခံစားနေရတဲ့အတွက် သူ့ဆရာဆရာမင်းထင်ပြောတဲ့စကားကိုအမှတ်ရသွားခဲ့ပါတယ်ဘယ်အကြောင်းမှလွယ်လွယ်မယုံနဲ့ တတိနဲ့နေပါကျုပ်ဒီတိုင်းလိုက်လို့မရဘူးဗျကိုပါဆိုင်ကိုလာခုခိုင်းလိုက်ပါပြီးတော့ခမရာရောဒီကူထဲမှာမလုပ်နေရလဲဟာနေမင်းကျင်တော့နောက်မှမေးအခုငါးနောက်ကလိုက်ခဲ့တမန်မွေကဝနာကိုမျိုးလုံးချင်းတက်တဲ့စိုက်ကြီးကညှို့ငင်လိုက်ပါတယ်ပြီးတော့သူ့အနောက်လိုက်ခဲ့ဖို့ထပ်ပြောခဲ့တယ်ဗျာ ဒါပေမဲ့ကိုကရောက်ရင်ကိုပဲဝနအထက်ဝင်လို့မရခဲ့ပြန်တော့အဲအချင်းစေးမရှားနေတဲ့ဘာဆိုင်ကပျောက်သွားတဲ့ဝနကိုလိုက်ရှာရင်ကြောက်ကိုစီကိုအပြေးရောက်လာခဲ့ပါတယ်ပြီးတော့သတိမေ့မျောပြီးတောင်းတောင်းကြီးရက်နေတဲ့ဝနကိုသူတို့စကန်းစီပြန်ဖို့အနာသွားခေါ်ခဲ့တယ်ဗျာ ပြီးနောက်အော်လန်စီယာနဲ့တမန်မွေကဂူရဲကနေအပြင်ကိုထွက်လာခဲ့ပါတယ်ဒီကောင်လေးကဘယ်ကောင်လေးလဲဟဲ့ကောင်မငါနဲ့ရွှေရှာပြီးညှို့ခိုင်းတာကမင်းနိုင်ဆိုတဲ့ကောင်လေးအခုဟာဘာရီလဲကျမတို့စကန်းနာကတော့တော့ဆရာကြီးပြောတဲ့ကိုသေးရနဲ့လူကအဲကလူတွေမှာအကောင်ရှိနေရဲ့သူတို့နှစ်ယောက်ထွက်လာလို့လိုက်ကြည့်လိုက်တော့တော်ထဲမှာကျန်နေတဲ့ဟိုကောင်လေးထင်လို့ခေါ်လာခဲ့တာပါ ငါလိုချင်တာမင်းနိုင်ဆိုတဲ့ကောင်ဟာကောင်မရဲ့သူ့အတေရရရှင်ရရလိုချင်တာဖျောက်နေမင်းတို့ကဘသူတွေလဲခမည်းပြောတဲ့မင်းနိုင်ဆိုတဲ့လူကကြောက်တုတ်အကိုပဲခမည်းကဘလောက်တော့ဘလောက်တက်နေလို့သူ့ကိုလိုချင်နေရတာလေခမည်းကတော့နေမဝဲခင်မိုးချုပ်ချင်နေပြီထင်တယ်တော်တော်ဆောင်းကြွနေတဲ့ကောင်ပဲတေးပြီးတော့မှ ရာဖြစ်သူရဲ့မျက်နှာကြောင့်တမန်မွေကဝေကြီးအဖြစ်ပြောင်းသွားပြီးဝနစီကိုပြေးသွားခဲ့ပါတယ် ထက်မှာသမန်းမွေကလည်းဝနကိုပြင်းလို့နဲ့အစိမ်းနဲ့ပေါက်လိုက်ပြီးရစ်ဘက်ခါခန္ဓာကိုယ်ကိုညှင့်နေခဲ့ပါတယ်ဒီချိန်ဘာဆိုင်ကဝေကြီးရဲ့ကောင်းကိုလဝတ်ဆောင်နဲ့ပြေးရိုက်ပြီးအမိကနေကိုင်းပေါက်လိုက်ပါတယ်ငွေကြီးအထင်အားသွားတာကြောင့်ဝနဟာလည်းငွေကြီးရဲ့ချစ်ပတ်ထားရကနေလွတ်သွားခဲ့တယ်ဗျာ အောင်လန်းဆရာရဲ့မော်ဘီညာအစွားထတာကိုဘာသာရိပ်စားမိတာကြောင့်သူမနိုင်လောက်ဘူးထင်ပြီးဝနောက်ပြေးထန်ကကြောက်ကူနာကနေထွက်ပြေးလာခဲ့ပါတယ်မင်းတို့ကောင်မင်းနိုင်အောင်ငါစီလာခဲ့ဖို့ပြောလိုက်ဘာချမ်းစောင့်နေရဲ့လို့သူ့ကိုပြန်ပြောဖို့မင်းတို့ဒီတစ်ခါတော့လှုပ်ပေးလိုက် ကန်းစီပြန်ရောက်တော့ဘာဆိုင်ကမင်းနိုင်နဲ့ဆရာမင်းထင်ကိုအကျိုးအကြောင်းပြောပြလိုက်ပါတယ်။ဝနာကတော့မလုံမချက်တတိမင်းမျိုးနေခဲ့တယ်ဗျ။မင်းပြောတဲ့ပုံစံအရဆိုရင်တော့အဲဒီအောက်လန်းဆရာကခုနေ့ကရွာတရောင်ငါသွားကူညီတော့ကကြုံခဲ့တဲ့အောက်လန်းဆရာထင်နေ။အဲဒီရွာကိုမရလို့ငါ့ကိုအသေးတက်ချင်နေတာဖြစ်မှာ။အောက်လောက်မဲ့ကိုသူ့နာမည်ကဘာချမ်းနဲ့ ကျန်းတော်မှကျွန်တော်တော်အားရကျွတ်ထမတဲ့ပဲအေးမင်းတို့တွေအသည့်သတိနဲ့နေကြပါကွာရန်ကုန်ရန်ကြီးမတုံ့ပြန်ကြနဲ့ရှောင်းလည်သမျှရှောင်းမင်းနိုင်မင်းကဘာဆိုင်ကိုစေးမြစ်လေးပါလေးလိမ့်ပေးလိုက်ပါဦးဟုတ်ကဲ့ဆရာကြီးအဲ့နောက်မင်းနိုင်ကဘာဆိုင်ကိုတော်ရရရထားတဲ့စေးမြစ်တွေတွေးပြီးတော့လိမ့်ပေးနေခဲ့ပါတယ် ဆရာမင်းထင်ကလည်းဝနကိုတပိတပိအောက်မှာပလလန်အနေထားနဲ့ထားပြီးတော့မွေးစိတ်ပြေးစီဖို့ဂါရာရွနေခဲ့တယ်ဗျာ။